မြတ်တို့ကိုနာယူဟောကြားနိုင်ကြဖို့ရန်အတွက်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားနမောတတနဲ့ဖရာရှခိုးကြပါကုန်စုနမောတတဘဂဝါတော်အရဟတော် ta ma ta bồ tát ta nam mô tát ta bệ ca wa do arahado dhamma dhammo dhatta namo dhatta bhagavato လုံးစုပေါင်းပြီးမူလနှစ်ဖြာလင်္ကာကိုဆိုပါ ်ပြီးအလုံးဆိုကြတော့နော်မူလနှစ်ဖြာဆိုသည်မှဆို ပါပြီမနဖာမ၄သွယ်ဆိုပေါ့မူလနှစ်ဖြာတဲ့မူလနှစ်ဖြာဆိုတာကဘာနဲ့ပါလဲအဝိဇ္ဇာနဲ့တဏှာကိုဘာကြောင့်မူလနှစ်ဖြာလို့ခေါ်ရတယ်လဲဆိုလို့ရှိရင်တန်တရားလေရခြင်းဤအကြောင်းအရင် နှစ်ခုဖြစ်လို့တဲ့အဝိဇ္ဇာနဲ့တဏှာကိုဘာကြောင့်မူလနှစ်ဖြာလို့ခေါ်ရတယ်လဲဆိုလို့ရှိတန်တရာလေယာချင်းဤအကြောင်းအရင်နှစ်ခုဖြစ်လို့နောက်ကဒကမာကြီးတွေအမှတ်ထားနော်ဥမာအားဖြင့်ဆိုကြပါစို့မြန်မာနိုင်ငံမှာ မိခနဲ့မလိခဆိုတဲ့မြစ်ဆုံးဒေတာနှစ်ခုရှိတယ်ဒီမိခနဲ့မလိခပေါင်းဆောင်ရာကနေပြီးတော့အေယဝရိကြီးအေယဝတိမြကြီးဖြစ်လာတယ်အဲ့ဒီအေယဝရိမြကြီး ဖြစ်လာရာက နေပြီးတော့တသွင်းသွင်းနဲ့စီးဆင်းလာလိုက်တာ နောက်ဆုံးကြတော့ပင်လေသမုတ်ထေရမှာတဲ့သွားပြီးတော့ပေါင်းဆောင်ကြရတယ်အဆုံးတတ်ကြရတယ်ဒီလိုပါပဲတဲ့ယောဂီပေါင်းတော်ကောင်းတို့အဝိဇ္ဇာနဲ့တဏှာတို့ကြောင့်သံတရာဒီဟူသောတဲ့မြစ်ကြီးတသွင်းသွင်းနဲ့စီးဆင်းလာလိုက်တာ နောက်ဆုံးကြတော့အိုရချင်းနာရချင်းတီရချင်းမှာတဲ့အဆုံးတတ်ကြရတယ်။ကဲအဲ့ဒီအဝိစာနဲ့တဏှာမူလနှစ်ဖြာဖြစ်ပုံတို့ကိုပဒိသသမုပ္ပါဇဝိုင်းကိုထောက်ပြီးတော့တဲ့ရှင်းပြပဒိသသမုပ္ပတရားကိုဟောမယ်ဆိုလို့ရှိရင်အကျိုးကိုထောက်ပြီးတော့သူကအကြောင်းရှာရတယ် ြောဘာကိုထောက်ပါရှာရမလဲအကျိုးကိုထောက်ပြီးအကြောင်းကိုရှာရတယ်အဲ့တော့အခုရှာမဲ့အကြောင်းကတော့ရိုးရိုးအကြောင်းကိုရှာရမှာမဟုတ်ဘူးတကယ်အရင်ခံဖြစ်တဲ့အကြောင်းကိုရှာရမယ်ဒါကြောင့်တဲ့အရင်ခံဖြစ်တဲ့အကြောင်းတရား ရှားပုံကိုတဲ့အခုပြောပြမယ်။ကဲအကျိုးတရားကိုထောက်လိုက်တဲ့အခါကျတော့တဲ့နှစ်အကွက်ကိုထောက်လိုက်။ဒီနှစ်အကွက်သည်ပိစုတ်ပံအကျိုးတလွာဖာတလွာပါလေ။ပိစုတ်ပံအကျိုးတလွာပါဗျာ။အဲ့တော့ပိစုတ်ပံအကျိုးတလွာသည်ခန္ဓာဘဏ္ဍပါလေ။ဟာသစ္စာပါလေ။ဟာသစ္စာပါလေ။ ဟုတ်ပြီဒုက္ခသစ္စာ၄ဥသောဒီခန္ဓာ၅ပါးဘာကြောင့်ဖြစ်ရသလဲအနိကဆုံးအကြောင်းတရားကိုတည်းရှာမယ်ဆိုလို့ရှိရင်သင်္ခါရတရားဘာတရားလဲသင်္ခါရတရားပါဗျာပိဿုပံကာလမှာရနေတဲ့ဒုက္ခသစ္စာ၄ဟူသောခန္ဓာ၅ပါးဤအနိကဆုံးအကြောင်းတရားကဘာတရားလဲသင်္ခါရ ဒီသင်္ခါရကလည်းတော့အနည်းဆုံးအကြောင်းတရားသာလျင်ဖြစ်တယ်။အရင်ခံကြရတဲ့မူလအကြောင်းတရားမဟုတ်သေးဘူး။အရင်ခံကြရတဲ့မူလအကြောင်းတရားကိုဆက်ရှာလိုက်တဲ့အခါကျတော့ဘာကိုတွေ့ရမလဲ။အဝိဇ္ဇာကိုတွေ့ရတယ်။ဒါကြောင့်ပစ္စုပ္ပန်ခန္ဓာ၅ပါးဤအနည်းဆုံးအကြောင်းတရားဆိုရင်တော့သင်္ခါရ ဝိသုဘံခန္ဓာ၅ပါးဤမူလအကြောင်းတရားဆိုရင်တော့အဝိစာအဲ့တော့ယောဂီတို့ဘုန်းကြီးတို့တဲ့ပိသုဘံကာလခန္ဓာ၅ပါးဤမူလအကြောင်းတရားဆိုတာကအဝိစာတရားသဘောကတော့အဝိစာတရားကြောင့်အခုခန္ဓာ၅ပါးဒုက္ခသစ္စာကြီးကိုရရှိနေကြတယ်လို့ဆိုလိုပါတယ် တခါလေးအကွက်ကိုထောက်လိုက်လေးအကွက်ကအနာက အကျိုးတလွာဘာအကျိုးတလွာလဲကဲအနာက အကျိုးတလွာမှာဟောစရာနဲ့မရဏစရာမရဏဆိုတာက တခြားလားဥနာတိလားဥနာတိပါဗျာကဲဒီဥနာတိဘာကြောင့်ဖြစ်ရသလဲဆိုလို့ရှိရင် သာတိတဲ့ပဋိသန္တိမနေရလို့လားနေရလို့လားနေရလို့ပါဗျာကဲသာတိဆိုတာကလေ ခန္ဓာဘဏ္ဍပါတော့ပါပါဗျာအတ္တစာပါလေပါပါဗျာဒုက္ခသစ္စာလို့ခေါ်တဲ့ခန္ဓာ၅ပါးသာတိဘာကြောင့်ဖြစ်လာတလေတဲ့အနည်းဆုံးအကြောင်းတရားကိုတဲ့ရှာလိုက်တဲ့အခါကျတော့ ပိစုံပါကာလမှာပြုလုံနေကြတဲ့ကာမဘဝဘာပါလဲကာမဘဝအေးဒီကာမဘဝကလည်းပဲယောဂီပေါင်းတော်ကောင်းတို့အနာဂတ်ခန္ဓာ၅ပါးဤတို့အနည်းဆုံးအကြောင်းတရားသာလျင်ဖြစ်သေးတယ်တခါအနာဂတ်ခန္ဓာ၅ပါးဤအလေအကြောင်းတရားကိုရှာလိုက်တဲ့ခါကျတော့ဥပါဒံကိုသွားတွေ့တယ် ာကိုသွားတွေ့တယ်လေဒီဥပါဒံကလည်းပဲသူကအလေအကြောင်းတရားသာလည်းရင်တဲ့ဖြစ်သေးတယ်အနာဂတ်ခန္ဓာ၅ပါးဤတဲ့အနည်းဆုံးအကြောင်းတရားကိုရှာလိုက်တဲ့အခါကျတော့တဏတရားကဲထုတ်မထောက်ဖဲနဲ့မေးတော့မယ်နော်ဥစဉ်နေရောအားလုံးရှေးချစမ်း အနာဂတ်ခန္ဓာ၅ပါးဒုက္ခသစ္စာဤအနည်းဆုံးအကြောင်းတရားကဘာတရားလဲအနာဂတ်ခန္ဓာ၅ပါးဒုက္ခသစ္စာဤအလေအကြောင်းတရားကဘာပါလဲအနာဂတ်ခန္ဓာ၅ပါးဒုက္ခသစ္စာဤမူလအကြောင်းတရားကဘာပါလဲတဏ္ဍာတဏ္ဍာသွားတွေ့တယ်ကဲဒါဖြစ်ရင်တန်တရား အပပေါင်းများစွာလေအောင်လုံနေတဲ့တရားကဘာနဲ့ဘာပါလဲဝေဒနာနဲ့တရားပါဗျာဘာနဲ့ဘာပါလဲဝေဒနာနဲ့တရားပါဗျာဒီအဝိဇ္ဇာနဲ့တဏှာကတန်တရားလေအောင်လုံနေတယ်လို့သိဖို့ရအတွက်ဒီအဝိဇ္ဇာနဲ့တဏှာကိုသူကအလဲခေါင်းမှထားလိုက်တာဘယ်မှာထားတာလဲဝေဒနာ ကဲလှပိန်ကြီးတွေလဲအောင်လှဲ့နေတာကဝင်ယိုးအဲ့ဒီဝင်ယိုးကိုဘယ်မှာထားတယ်လဲအလေကောင်းမှာထားတာเนาะအလေကောင်းမှာထားတာဒါကြောင့်အာတဝဝင်ယိုးလို့ပြောတာကဲဒါဆိုရင်မူရနှစ်ဖြာချောင်းတန်တရာလေရဘုံနဲ့ရှင်းသွားပြီတဲ့ကဲတစ်ခေါက်ပြန်ပြီးမယ်ခန္ဓာ၅ပါးတို့ဤ အနည်းဆုံးအကြောင်းတရားကပါပါလေခန္ဓာ၅ပါးတို့ပိစုံပံခန္ဓာ၅ပါးတို့ဤမူလအကြောင်းတရားကပါပါလေကေဒါဖြစ်ရင်ပိစုံပံခန္ဓာ၅ပါးဒုက္ခသစ္စာနဲ့လေအောင်လှဲ့နေတာကတခြားလားအဝိဇ္ဇာလားဟုတ်ပြီအဝိဇ္ဇာအနာဂခန္ဓာ၅ပါးဒုက္ခသစ္စာဤ အနည်းဆုံးအကြောင်းတရားကဘာတရားလဲအနာဂတ်ခန္ဓာ၅ပါးဒုက္ခသစ္စာဤအလေအကြောင်းတရားကဘာပါလဲအနာဂတ်ခန္ဓာ၅ပါးဒုက္ခသစ္စာဤမူလအကြောင်းတရားကဘာပါလဲနောင်ဖြစ်လက်တန်သောအနာဂတ်ကာလမှာခန္ဓာ၅ပါးဒုက္ခသစ္စာနှင့်လေအောင်ဘာကလှည့်အောင်ပါလိမ့် အဝိဇ္ဇာကလှဲ့လို့ဒုက္ခရောက်လိုက်တဏှာကလှဲ့လို့ဒုက္ခရောက်လိုက်နဲ့လေပတ်နေရတာကိုတန်တရာလေတဲ့ပြောပါပါလိုက်တန်တရာလေပတ်နေတယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတော်မူတယ် အဝိဇ္ဇာနဲ့တဏှာမပြတ်သမျှကာလပတ်လုံးနဲ့တန်တရားလည်းဥမာပဲတဲ့ဥမာအားဖြင့်ဆိုလို့ရှိရင်သစ်ပင်မှာအမြင့်မပြတ်သမျှကာလပတ်လုံးဒီသစ်ပင်ဟာသူရှင်းတန်နေဥမာပဲဒီသစ်ပင်ဟာတဲ့ရှင်းတန်နေဥမာပဲတဲ့ဘာကြောင့်လဲအမြင့်မပြတ်လို့ရောပါဘာမပြတ်လို့လဲမပြတ် အမြင်မပြတ်လို့ခိုင်းခုတ်ယုံနဲ့လေတဲ့တစ်ပင်ဟာမတည်ဘူးတဲ့ပင်စီကိုလှဲယုံနဲ့လေတဲ့တစ်ပင်ကမတည်ဘူးတဲ့အမြင့်ပြတ်မှတာလျင်အဲ့ဒီတစ်ပင်ဟာတန်းအဲ့ဒီတစ်ပင်ဟာတည်တယ်တဲ့ဒီလိုပါပဲတဲ့ယောဂီပေါင်းတော်ကောင်းတို့နော်တရားကမာရီပြောကြဆိုကြတယ်လေတစ်ပင်မှအမြင့် လူမအချစ်တဲ့တဲ့ပင်မှာပါပါလေလူမအချစ်တဲ့အဲ့တော့တဲ့ပင်မှာ အမြင့်မပြတ်သမျှကာလပါလို့ရှင်သန်နေမှာဖြစ်တဲ့ကဲ့သို့လူမလည်းပဲတဲ့အချစ်မပြတ်သမျှကာလပါလို့နဲ့ဒုက္ခတွေနဲ့ရှင်သန်နေမယ်တဲ့ဘာတွေနဲ့လဲဒုက္ခတွေနဲ့ရှင်သန်နေမယ် ကဲဒါဖြစ်ရင်အချစ်လို့ခေါ်တဲ့တဏှာဤဟူသော အမြစ်ကိုမဖြတ်ရမှလားဖြတ်ရမှာလားတဏှာဤဟူသောတဲ့အမြစ်ပြတ်ဖို့ရန် အတွေ့ကလည်းပဲသစ္စာမတိလျင် မပြတ်ဘူးသစ္စာတိမှသာလျင်တဏှာကိုပယ်နိုင်နေသဘောပါရဲ့လားမှန်ပါဗျာကတော့တဲ့ဒီ တိပင်မှအမြတ်အမြင့်မပြတ်သမျှကာလပတ်လုံးမတိနိုင်ဘူးထိုနည်းတူစွာတဲ့တဏမပြတ်သမျှကာလပတ်လုံးတန်တရာမှမလွမြောက်နိုင်ဘူးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတဲ့အဲ့ဒီတရားလေးကိုဘာကိုအကြောင်းပြုပြီးတက္ကလဟောကြားတော်မူခဲ့သလဲဆိုလို့ရှိရင် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနှင့်တကွတန်ဃာတော်အရှင်မြတ်များဝီလူဝန်ကြောင်းတိုက်ကနေပြီးတော့ရှားစကြူမျိုးတွေကို ဆုံးခံကြွခဲ့တယ်။အဲ့တော့လမ်းတဏီယာရောက်တဲ့အခါကျတော့မစင်နေစားနေတဲ့တော့ဝတ်မလေးတစ်ကောင်ကိုတွေ့တယ်။အဲ့ဒီဝတ်မလေးကိုကြည့်ပြီးတော့မြတ်စွာဘုရားကပြုံးတယ်။ ညစွာဖေယပြုံးတော်မူလိုက်တာကိုတဲ့အရှင်အာနန္ဒမထေရမြတ်ကမြင်တော့ညစွာဖေယတဲ့ဘာဖြစ်လို့ဒီဝတ်မလေးကိုကြည်ပြီးတော့ပြုံးတော်မူပါဒလေအဲဒီခါမှာတဲ့ညစွာဖေယကချက်သားအာနန္ဒတဲ့ဒီဝတ်မလေးဟာကာကုတံမြတ်စွာဘုရားလက်ထက်တော်ကာလတုန်းကသူကကျက်မလေးဖြစ်ခဲ့တယ်กว่าတဲ့တည့်ရ တရားအားထုတ်နေကြတဲ့တန်ဃာတော်အရှင်မြတ်ကြီးရဲ့ကြောင်းသူသူအစာရှာဖို့ရန်ရောက်လာတယ်။အဲ့ဒီချိန်မှာတန်ဃာတော်ရှင်မြတ်တို့ကလည်းပဲတရားအားထုတ်ဖို့ရန်ဆိုပြီးတော့သူတို့တန်ဝေကခါဖြာတန်ဝေကကဗျာတန်ဝေကခါထာတို့ကိုရွတ်ဆိုနေကြတယ်။ကျမလေးကလည်းပဲတရားရဲ့ဘာရဲ့တော့မသိဘူး။ နားထောင်လို့ကောင်းတာနဲ့ကျမလေးကနားထောင်နေတယ်အဲ့တော့ကျမကလေးသည်တရားတန်ကိုနားထောင်နေသည့်အတွက်ကြောင့်သူရဲ့တန်တမာတို့ကုသိုလ်စိတ်တွေဖြစ်နေတယ်ဒီလိုကုသိုလ်စိတ်တွေဖြစ်နေတုံးစွန်ကောင်ကနေပြီးတော့တဲ့အဲ့ဒီကျမလေးကိုတဲ့တတ်ပြီးတော့စားလိုက်တယ် တရားနာရင်နဲ့တည်တည်အတော့ကြောင့်အဲ့ဒီကျမလေးဟာတဲ့လူပြည်မှာရှင်ဘရင်ရဲ့သမီးတော်လေးလာဖြစ်တယ်ရှင်ဘရင်ရဲ့သမီးတော်တဲ့ဖြစ်တဲ့ခါမှာတရားနာခဲ့တဲ့ကုသိုလ်တတ္တိအရှိန်ကကျေးဇူးပြုလိုက်သည့်အတော့ကြောင့်ကာမဘဝပစ္စယသာတိသို့မဟုတ်သင်္ခါရပစ္စယဝိညာဏနော် တရားနာခဲ့တဲ့ကုသိုလ်ကံရဲ့တတ္တိကကျေစုပြုလိုက်တဲ့အခါကျတော့အဲ့ဒီမင်းသမီးလေးတည်တရားနာခြင်းနဲ့စိတ်တည်ဖြစ်တယ်။ဒါကြောင့်လည်းပဲတဲ့ငယ်ငယ်ရွယ်ရွယ်ခလေးငယ်ဘဝတည်းကိုကတော့တရားနာသွားလိမ့်ရှိတယ်။ဒါကိုယောဂီပေါင်းတော်ကောင်းတို့တာပဋိစ္စသမုပ္ပါနော်တတ္တိကကျေစုပြုတယ်လို့ပြောရတယ် လိုနဲ့ပဲတရားသွားနာလိုက်တရားလေးရှုမှတ်လိုက်တရားသွားနာလိုက်တရားလေးရှုမှတ်လိုက်နဲ့နောက်တော့တန်ဝီကတည်ရလာသည့်အတွက်ကြောင့်ပရပိုက်မှလေးတဲ့သူဝက်ပြီးတော့တရားအထောက်တော်တယ်တရက်တော်တဲ့အိမ်သာတည့်ရင်နဲ့အဲ့ဒီအိမ်သာတွင်ကြီးတဲ့မှာမစင်နေကိုလေသူမြင်ရတယ် ိုးလောက်တွေတဖွာဖွာဒါတွေကိုလည်းသူမြင်ရတယ်အဲ့ဒါကိုကြည်ရင်ကြည်ရင်ကြည်ရင်နဲ့အဲ့ဒါဆင်ခြင်တရာရှုမလိုက်တာအဲ့ဒီအိမ်သာတရင်နဲ့ပဲသူပထမဆံရသွားတယ်ဒီပထမဆံနဲ့ကိုယ်လုံးအနေအဆရောက်တဲ့အခါတတိယဘဝမှာကြတော့တဲ့မြမာကြီးသွားဖြစ်တယ်မြမာသွားဖြစ်တယ်ပေါ့ အဲ့တော့ဇန်ရဲ့အရှိန်အဟုန်ရှိသမျှကာလပါလို့ဗြမဘုံမှာသူကဗြမဖြစ်နေတယ်။ဒီဇန်ရဲ့အရှိန်အဟုန်ကုံလဲကုံရောဗြမပြီကနေပြီးတော့လူပြေမှာတထေသမီးလေးလာဖြစ်ရတယ်။ဒီတထေသမီးဘဝသူရောက်တဲ့အခါကျတော့နော် ယမပြီတုန်းကဇံရဲ့အရှိန်အဟုန်နဲ့နေတာကကြားနောက်မိကောင်းဆွေကောင်းနေကိုလည်းမပောင်းသိင်းတော့အဲ့ဒီဋ္ဌတိဟာတဲ့ခန်းချောက်ပိတကလတထေသမိဘဝနဲ့ကုသိုလ်တရားတွေသူမလုပ်တော့ဘူးစားစရာရှိစားလိုက်အလပြင်းစရာရှိပြင်လိုက် အရိကဲ့သို့ပဲတဲ့ဘဝင်ဒီကလည်းမြင့်မာနဒီကလည်းကြီးကြီးနဲ့တထေသမီးဘဝကတည်တဲ့အခါကြတော့တဲ့အာနန္ဒာတဲ့ဟောဒီဝမလီတာဖြစ်ရတာတဲ့ဝမလီတာဖြစ်ရတာဘာကြောင့်ကျမလီဘဝကဘယင်သမီးတော်ဟောဘယင်သမီးတော်ဘဝကနေ့ ပြမ္မာပြမ္မာဘဝကနေတထေသမီတထေသမီဘဝကနေဝဲမှာဘာကြောင့်ဒီလိုဖြစ်ရသလဲတဲ့မြတ်စွာဘုရားကအမြင့်မပြတ်လို့တဲ့ပြောဘာမပြတ်လို့လဲအမြင့်ကအဝိစာနဲ့တဏှာပြောပါပါလိုက် ဤဒါကြောင့်အဝိဇ္ဇာနဲ့တဏအမြင့်မပြတ်သမြကာလပလုံးတန်တရားလည်းနေရမှာပဲကျင့်မှ ဖြစ်ခြင်းရဲ့အကြောင်းတရားမူလအကြောင်းတရားကို ပြောပါဆိုရင်အဝိဇ္ဇာနဲ့တဏပဲဘယင်းသမီးတော်ဖြစ်ရခြင်းဤအကြောင်းအရင်းနှစ်ခုကို ပြောပါဆိုရင်လေအဝိဇ္ဇာနဲ့တဏပဲတခါ ဗျာမဖြစ်ရခြင်းရဲ့အကြောင်းအရင်းနှစ်ခုကို ပြောပါဆိုရင်လေအဝိဇ္ဇာနဲ့တဏှာပဲတထေသမိဖြစ်ရခြင်းဤအကြောင်းအရင်းနှစ်ခုကို ပြောပါဆိုလို့ရှိရင်လေဘာနဲ့ဘာလဲအဝိဇ္ဇာနဲ့တဏှာပဲနောက်ဆုံးတဲ့ဝိမဖြစ်ရခြင်းရဲ့အကြောင်းအရင်းနှစ်ခုကိုပြောပါဆိုရင်လေအဝိဇ္ဇာနဲ့တဏှာပဲအဲ့ဒါကိုသူကမူလနှစ်ဖြာလို့ခေါ်ရတယ် ြောဘာနှဖြာလို့ခေါ်ရလဲမူလနှဖြာလို့ခေါ်ရတယ်ဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့တဲ့အဝိဇ္ဇာနဲ့တဏှာရှိနေသည်။ကာလပါတော်တော်တန်တရာလဲရမယ်တဲ့တန်တရာလဲရမယ်တဲ့ဘာလဲရမှာလဲကဲဒဂရကမတို့ဘုံကြီးတို့ အခုဘုံကြီးဖြစ်လာခြင်းလူဖြစ်လာရခြင်းကလည်းဘာနဲ့ဘာကြောင့်လဲ အဝိဇ္ဇာနိဒနာကြောင့်ပဲတန်ဃာတော်ရှင်မြတ်ဒီကလည်းအရင်ဘဝတုန်းကဘုံကြီးဘဝကိုဒုက္ခသစ္စာရေလို့မသိဘူးဘုံကြီးဖြစ်ရလို့ရှိရင်ဟန်ကြမှာပဲกว่าလို့ထင်ခဲ့တယ်ဒါကြောင့်ဘုံကြီးဖြစ်ခြင်းပဲဘာနဲ့ဘာလဲအဝိဇ္ဇာနိဒနာဒဂရကမတွေလည်းပဲဒီတိုင်းပဲအရင်တော့က လူဘဝကိုဒုက္ခသစ္စာရဲ့လို့မသိခဲ့ဘူးမသိယုံနေမကလူဖြစ်ရင်သိချမ်းသာမယ်လို့ကိုထင်ခဲ့တယ်ဒါကြောင့်လူဖြစ်ချင်ခဲ့တယ်ကဲဘာနဲ့ပါလဲအဝိဇ္ဇာနဲ့ကနာသဘောပါရဲ့လားဒါကြောင့်ယောဂီပေါင်းတော်ကောင်းတို့တဲ့ဒီပစ္စုပန်ကာလမှာကြာတော့တဲ့တဏှာကိုပယ်နိုင်အောင်ကြိုးစားရမယ် ပြောပါကိုပဲနေအောင်ကြိုးစားရမှာလဲကဲတခါဒီတနာကဘာကြောင့်ဖြစ်လာရသလဲအကြောင်းရှာတော့အဝိဇ္ဇာကြောင့်ဖြစ်ရတာအလုံးပြောဘာကြောင့်ဖြစ်ရတာလဲသစ္စာမတိခေတိအတွက်ကြောင့်လူကျင်မှုတဏှာတွေဖြစ်နေရတာဒါကိုယောဂီပေါင်းတော်ကောင်းတို့တဲ့အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ် ြောပါကြောင့်ဘာဖြစ်တယ်ကဲဒါဖြစ်ရင်တဏှာကိုပယ်ဖို့ရန်အတွဲဆိုလို့ရှိရင်သစ္စာမတိပဲနဲ့ကတော့ပယ်နိုင်မှာမလားမရပါဘူးဗျာသစ္စာတိမပယ်နိုင်မယ်သဘောပါပြီနော်ကဲဒါဖြစ်ရင်အလုံးစုမူလနှစ်ဖြာသုတ္တသနခု ်ပြီးဘယ်မှလွတ်ကြောင်းဒီလေသံတရာမှလွတ်ခြင်းနဲ့ဆိုရင်ဘာနဲ့ဘာပဲနိုင်အောင်ကြိုးစားရမလဲသစ္စာမတိတာကဘာပါလဲလူခြင်းရခြင်းနာကဘာပါလဲသစ္စာတိမတာလည်းရင်ဘာကိုပဲနိုင်မလဲ ဒီကေတံဖြစ်ရင်ခန္ဓာ၅ပါးကဘာသစ္စာသုဒ္ဓသစ္စာပါဗျာသီရညာကဘာသစ္စာသုဒ္ဓသစ္စာပါဗျာသီရာကဘာသစ္စာသုဒ္ဓသစ္စာပါဗျာနောင်ခန္ဓာမလာလို့ဒုက္ခငြိမ်းတာကဘာသစ္စာအဲ့ဒါဒီကနေ့မူလနှစ်ဖြာကြောင့်တန်တရားလေးပုံကိုပြောပြီးသွားပြီเนาะ အတော့တရားနာပြီးလည်းရင်ဒီတိုင်းပြစ်မထားပါနဲ့တွေးရတယ်ဆင်ခြင်ရတယ်သုံးတတ်ရတယ်နော်ယောဂီတို့ကေတာတုခေါ်တော်ချစုသာသာ